နိုင်ငံရေးအသည့်တရိရေချိန်ဒီဂရီကောက်ကြောင်းမင်းသိညမຫນွေဦးတော်လှန်ရေးကာလာရဲ့လက်ရှိရှိထားပြီးတဲ့အခင်းချင်းကိုကြည့်ရင်ညမလူခွဲစည်းဟာ အသည့်နဲ့တရိရေချိန်အတော်မြင့်လာတယ်ဆိုတာတွေ့လာရပါတယ်။ရှေ့ကဂျုံခဲ့တဲ့နိုင်ငံရေးဖြစ်ရပ်တွေနဲ့နှိုင်းရှင်လေ့လာကြည့်ရင်ဒီနေ့ခေတ်မြန်မာလူမှုဟာအတိနဲ့သတိရေချိန်အတော်ပွင့်လန်းလာတာတွေ့ရပါတယ် မရှိမနှောင်းကာလကဆယ်နှစ်မပြည့်တပြည့်ရခဲ့တဲ့ပွင့်လင်းလွတ်လပ်မှုကိုကောင်းကောင်းအသုံးချနိုင်ခဲ့တာလဲပါပါလိမ့်မယ်မီဒီယာလွတ်လပ်ခွင့်စာပေလွတ်လပ်ခွင့်နဲ့နိုင်ငံရေးလွတ်လပ်ခွင့်နိုင်ငံသားလွတ်လပ်ခွင့်တွေရတဲ့နှလောက်ရခဲ့တာတွေကိုဖင်လှည့်ကောင်းလဲနဲ့အချိန်ကုန်မခံဘဲလှုပ်တဲ့လှုပ်ထိုက်တာတွေကိုတတ်တလောက်မှတ်တလောက်လှုပ်ခဲ့ကြလှုပ်လို့ရသမျှကိုတိုးပြီးလှုပ်ခဲ့ကြ ရခင်ကဖတ်ခွင့်မှတ်ခွင့် လေးလာခွင့်ဟောပြောခွင့်ဆွေးနွေးခွင့်မရှိခဲ့တာတွေအတွက်ကြုံယုံပြီး အတိုးချလုပ်ခဲ့ကြတာတွေရဲ့အကျိုးကျေးဇူးကိုယခုလက်ရှိမြမနွေဦးတော်လန်ရေးမှာမျက်ဝါးထင်ထင်တွေ့မိနေရပါတယ်။ရခဲ့ဘူးတဲ့လွတ်လပ်ခွင့်နဲ့နိုင်ငံသားအခွင့်အရေးတော်တော်များများဟာအဟောတိကံမဖြစ်ခဲ့ပါဘူး။ဒီအတွက်ဝမ်းသာရပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာက မိုးကအစင်မရွာသလိုစပယ်တွေဟာလည်းအမြဲတမ်းမပွင့်ဘူးဆိုတာပါပဲ။ ထားပါတော့မြမရွေဦးဒေါ်လန်ရဲ့အတွင်းမှာမြမလူရုရဲ့အတိနဲ့တရိရေချိန်ကိုထင်ထင်ဟပ်ဟပ်ပြနိုင်တဲ့အချက်၅ချက်ကို ထုတ်နှုတ်ပြခြင်းပါတယ်နံပါတ်1ဖရဝဲတစေ6ခံရမှုကနေกินလုတ်ခဲ့တာနံပါတ်2လူမျိုးရေးနဲ့ဘာသာရေးပြိပက္ခကိုကြော်လွှားနိုင်ခဲ့တာနံပါတ်3ဒလန်နဲ့အလန်ရှူးတွေရဲ့အန်ဒီယေကိုကာကွယ်နိုင်စွမ်းရှိတာနံပါတ်4 လက်နက်ကိုင်လမ်းစဉ်ပေါ်ကြီးစွာသောကွဲလွဲမှုမတွေ့ရတာနံပါတ်5ပြညအဝင်းဝိုင်းရဲ့အာနာပြည်ဆန်ရေးဟာတအူးကပေါ်ထွက်လာတာဒီ၅ချက်ကိုအကြောင်းကျိုးပြတင်ပြခြင်းပါတယ်ယခင်ကကြုံခဲ့ဘူးတဲ့တမိုင်းဖြစ်ရက်တွေကို သေချာနားလည်ထားရင်ဒီနေ့ညမနွေဦးတော်လန်ရေးရဲ့အစဉ်အတန်းဒီဂရီကို ရှင်းရှင်းလင်းလင်းသတ်မှတ်နိုင်လိမ့်မယ်လို့ယူဆပါတယ်နံပါတ်1 ဖရဝတ်16ခံရမှုကနေကျင်းလုပ်ခဲ့တာယခင်ယခင်တွေကဖရဝယ်ဆိုတဲ့ဘောသဘောထားအမြင်တင်ဆောင်မှုတွေ ရှိခဲ့ပါတယ်အခုတော့အဲ့ဒီလိုမဟုတ်တော့ပါမြမလူတို့ဟာရေပုံရအပြင်ဖရဝယ်ဆိုတဲ့ဘောမှာကောင်းကောင်းနားလည်နေပြီဆိုတာကို ပြသနေပါတယ်တောင်တန်းနဲ့ပြီမှချာသွေးခွဲအုပ်ချုပ်ထားမှုတွေမှာဖရဝယ်16ခံရအောင်လှုပ်ဆောင်ထားမှုတွေလည်းပါဝင်ပါတယ်ဖရဝယ်လို့ပြောရင် ခွဲထွက်ရေးလို့နားလည်အောင်ရိုက်သွင်းခံထားရမှုတွေရှိခဲ့ပါတယ်။သို့တော်လည်းအကောင်အဆိုးအကြောင်းကျိုးကိုနားလည်စေဖို့တစုံတရာပွင်လင်းခဲ့ခြင်းတုန်းကနိုင်ငံရေးအသိပညာပေးမှုတွေနိုင်ငံရေးဟောပြောဆွေးနွေးပွဲတွေနဲ့ဖက်ဒရယ်အကြောင်းရေးသားထုတ်ဝေကြတဲ့စာအုပ်စာဆောင်တွေသူရတနာစာတမ်းတွေအစရှိသဖြင့်တအားတရွေ့လှုပ်ဆောင်ခဲ့တာတွေကယခုမြမလူဖွဲ့စည်းကို လက်တွေ့အကျိုးပြုနေပါတယ်ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးတက်တက်မဟုတ်ဘူး။ဒန်းတို့ကြီးများရေးနဲ့ဘောချုပ်ကင်မှုကိုအမခံချက်ရှိရှိလျှော့ချရေးဆိုတာနားလည်နေကြပါပြီ။ကျိုးနီစနစ်ကိုရှောင်ရှားနိုင်ဖို့နဲ့တောင်းတန်းပြီမှဖွံ့ဖြိုးမှုဒန်းတို့ကြီးဖို့အပါအဝင် နိုင်ငံသားလွတ်လပ်ခွင့်နဲ့နိုင်ငံရေးလွတ်လပ်ခွင့်နဲ့အမခံချက်ရှိရှိရရှိဖို့အာဏာခွဲဝေမှုတရားဇာတ်ခွဲဝေမှုနဲ့အခွန်ဘာနာခွဲဝေမှုတွေညီညာဖို့ အစိုးရလုတ်ပိုင်ခွင့်အာဏာကိုအသုံးချပြီးဗဟိုမန်တိုင်းတစ်ခုတည်းကလဝက်ကြီးအုပ်ချဲလဲခွင့်ကနေလွတ်မြောက်ဖို့အခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့အစိုးရစနစ်တည်တံ့ဖို့ဘုံမူအားကောင်းသောနိုင်ငံတော်ထူထောင်ဖို့နဲ့အမျိုးသားအမတ်တရုတ်တိဆောက်ရေးမှာဘုံသဘောညီဖြစ်စေမှုစသဖြင့်ဖာဝဲကိုနားလည်နေကြတာတွေ့ရပါတယ်။ဒါကြောင့်လဲတောင်တန်းပြည်မာနဲ့ကံယိုတန်းဒေတာအလုံးဟာဖာဝဲဒီမိုကရေစီဆိုတဲ့ ဘုံသဘောတူညီချက်ပေါ်အားလုံးခြေစုံရပ်နိုင်ကြတာဖြစ်ပါတယ်။မြန်မာနေဦးဒေါ်လန်ရေးရဲ့ပထမဆုံးသောနိုင်ငံရေးညီမှန်းချက်ဟာ Federal Democracy စနစ်ကို အရောက်လှမ်းဖို့ဖြစ်ပါတယ်။နံပါတ်1လူမျိုးရေးနဲ့ဘာသာရေးပြိပက္ခကိုကျော်လွှားနိုင်ခဲ့တာ။ကိုလိုနီခေတ်ကာလတွေကိုပဲကြည်ကြည်စစ်ဆိုးရလက်ထက်တွေကိုပဲကြည်ကြည်လူမှုကိုလူမှုနဲ့ပြန်တိုင်းဆိုတဲ့ view ဟာကိုအသုံးချခဲ့တာ တွေ့ရပါတယ်။မိတော့ဖြစ်နိုင်တဲ့ရေကန်မြေကန်တွေကိုရွေးပြီးတော့လူလူကို လူလူနဲ့ပြန်တိုက်ခဲ့ကြပါတယ်။လူလူဟာလူမျိုးရေးအဓိကယုံတွေဘာသာရေးအဓိကယုံတွေထဲမှာရုံမထွက်နိုင်ဖြစ်ခဲ့ပါတယ်။ကိုလိုနီခေတ်မှာလည်းကလားဗမာအဓိကယုံတွေ ဖြစ်ခဲ့တယ်။တရုတ်ဗမာအဓိကယုံတွေဖြစ်ခဲ့တယ်။စစ်စိုးရခေတ်တွေမှာလည်းကလားဗမာအဓိကယုံတွေဖြစ်ခဲ့တယ်။တရုတ်ဗမာအဓိကယုံတွေဖြစ်ခဲ့တယ်။ နိုင်ငံရေးဖြေလျှော့မှုတွေလုပ်ခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာတောင်းဗုဒ္ဓဘာသာနဲ့မွတ်စလင်တို့အကြားအဓိကယုံတွေအကြီးအကျယ်ဖြစ်ခဲ့သေးတာပဲမိထီလာမှာဖြစ်တယ်ရန်ကုန်မှာဖြစ်တယ်မန္တလေးမှာဖြစ်ခဲ့တယ်လာရှိုးမှာဖြစ်ခဲ့တယ်ရခိုင်မှာဖြစ်ခဲ့တယ်လူလူကိုအာယုံလွှဲဖို့တော်လကောင်းအာနာဒီမြဲဖို့နိုင်ငံရေးလက်နက်တစ်ခုအတွက်တော်လကောင်း လူမျိုးရေးနဲ့ဘာသာရေးအတီးကယုံတွေကိုအနာရှင်အဆက်ဆက်ကဖန်တီးခဲ့ကြပါတယ်။မိမှွေးခဲ့ကြပါတယ်။ပောက်ဖွားဖို့ရေကန်မြေကန်နဲ့အထိုက်အသင့်ရှိနေတဲ့မြမလူဖွဲ့စည်းဟာဒါကို အများပြားမရှောင်ရှားနိုင်ခဲ့ကြပါဘူး။အခုတော့အဲ့ဒီလိုမဟုတ်ပါ။အတော်ကြီးရှောင်ရှားနိုင်တာ တွေ့ရပါတယ်။မြမလူလူဟာအတိမြင်အဖြစ်ကျေပြန့်လာသလိုအမတ်တရုတ်ပရိပခါရဲ့အန်တရယ်ကိုလည်းကောင်းကောင်းနားလေသဘောပေါက်နေပြီလို့ ယူဆရပါတယ်။အဖက်မှာလည်းနိုင်ငံရေးတတိကောင်းကောင်းရှိတယ်ဆိုတာမြင်တွေ့ရတယ်။ဒါဟာမြမနွေဦးဒေါ်လာရဲ့အတွင်းမှာတွေ့ရတဲ့မြမလူလူရဲ့အတိနဲ့တတိရေချိန်ဒီဂရီကောင်း ဖြစ်ပါတယ်။နံပါတ်၃ဒလန်နဲ့အလန်ရှူးတွေရဲ့အန်တရယ်ကို ကာကယ်နိုင်စွမ်းရှိတာရေပုံရအဖြစ်ကြည့်ရင်မြမနိုင်ငံအနှံပြားက ရရွာဒေတာရက်ွက်ကြီးရွာတွေဟာဂိုရုကိုရာစနစ်နဲ့ကိုနယ်မြေအဝင်းဝိုင်းရဲ့လုံခြုံရေးကိုကောင်းကောင်းထိန်းကွက်နိုင်တယ်လို့ယူဆရပါတယ်။မြို့ကြီးတွေလည်းမြို့ကြီးတွေအလျောက်မြို့ငယ်တွေလည်းမြို့ငယ်တွေအလျောက်ကြီးရွာတွေလည်းကြီးရွာတွေအလျောက်ကိုရေတာရဲ့အနေထားကိုကောင်းကောင်းသိနားလည်ထားသူတွေဖြစ်ကြောင်းတွေ့ရပါတယ်။ဒီနည်းအားဖြင့်လူမှုကော်စေးကအားသိကောင်းတဲ့အနေထားမျိုးကို တွေ့ရပါတယ်။ဘသူကရန်သူဘသူကမိတ်ဆွေဆိုတာကို ရက်ရွာတွေမှာကောင်းကောင်းနားလည်နေကြပါတယ်။အာနာသိမှုအပြီးအစကနဦးကာလမှာထောင်ထဲကခိုးဆိုးလူနိုင်တွေကိုလှုပ်ပေးပြီးမိခွင်းပစ်ခိုင်းတယ်။လူလူဟာကိုယ့်ရက်ရွာလုံးကျုံကြီးကိုကောင်းကောင်းတက်မှတ်နိုင်တယ်ဆိုတာပေါ်လွင်ပါတယ်။အာနာရှင်ရဲ့လှေကြီးထိုးရိုးရိုးဖြူဟာကို ကောင်းကောင်းရှောင်ကွင်းနိုင်ခဲ့တာတွေ့ရပါတယ်။စွန်အားရှင်လို့ခေါ်တဲ့အာနာရှင်လက်ယုံအဖွဲ့တွေရဲ့စနက်ကိုကောင်းကောင်းနားလည်နေတယ်။ အနေငယ်ထိုးနှက်ခံရတာရှိပေမဲ့တံပြန်တုံပြန်မှုတွေလုံနိုင်လို့လူရုဟာတိတ်ကိုပားရည်နဲ့ရည်ရှိလာပြီဆိုတာ သိတာပါတယ်။ဒေသန္တရအုပ်ချုပ်ရေးရဲ့အခြေခံယူနစ်တွေဖြစ်တဲ့ရက်ကွက်ဂျေးရွာနဲ့မြို့နယ်ဆင့်အာနာရှင်အုပ်ချုပ်ရေးအုပ်မြစ်ကိုပနက်ချခွင့်တောင်မပေးဘဲတုံပြန်တွန်းလှန်နိုင်တာတွေ့ရပါတယ်။ဒလန်တွေကိုကောင်းကောင်းတုံပြန်ထိုးနှက်နိုင်တာအလန့်ရှူးလုပ်ပြီး communal violence လို့ခေါ်တဲ့ လူမှုအဝင်အဝိုင်းအတွင်ပြိပခါကို ဖန်တီးတာလူတာရက်တာလူသက်ပြတာ စားတဲ့အရာတွေကို လူတို့ကကောင်းကောင်းသဘောပေါက်နားလည်နေပါတယ်ခြေကအလန်းရှူးလုပ်ပြီးစာနာပြပွဲတွေမှာအချင်းချင်းရိုက်ပွဲတွေဖြစ်အောင်ဖန်တီးတာရခင်ကလိုစံကိုထောင်တွေဖောက်လူတာရက်တာတွေကိုရှေးကလုပ်ပြတာမျိုးတွေရှိတော့ဘူးရှိလို့လည်းမရတော့ဘူးလူတို့ဟာကောင်းကောင်းခွဲခြားသဘောပေါက်နေကြပါပြီတကယ်လူရက်တာတွေကို နိုင်ငံတော်တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုလှုပ်ပေးနေပါတယ်ဆိုတဲ့ရဲတွေစစ်သားတွေကလှုပ်တာဖြစ်ကြောင်းကောင်းကောင်းနားလည်သွားကြပါတယ်။လက်တွေအဖြစ်မျက်မြင်သက်သေတွေဗီဒီယိုမှတ်တမ်းတွေတပ်ပုံမှတ်တမ်းတွေကလည်းအစုံအလင်ပြန့်နှံ့နေပါပြီ။ချိန်ကြရင်မြမတွေဒေါ်လာရေးပြားတိုက်တစ်ခုတိဆောက်ဖြစ်ခဲ့ရင်စစ်သားနဲ့ရဲတွေရဲ့ပြည်သူဥစ္စာစည်းစိမ်ကိုခိုးတာလုတာပြက်စည်းတာ လူလူအသက်ကိုညှင်းဆဲတပ်ဖြတ်တာတွေကိုကြားလိုက်တဲ့မှာအခမ်းတနာပြတာကြားလိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါမှငါတမတော်ကြီးရဲ့ဂုံအင်ကိုဂုံယူကြမှာပေါ့။နံပါတ်၄လက်နက်ကင်လန်းစဉ်ပေါ်ကြီးစွာသောကွဲလွဲမှုမတွေ့ရတာ။ဒီမှာလူလူဟာ အကြမ်းမဖက်တော်လန်ရေးရဲ့ပြော့ကွက်ကိုကောင်းကောင်းနားလည်သဘောပေါက်နေပါပြီ။ အကြမ်းဖက်ဒေါ်လာကြီးလမ်းစဉ်ဟာအစုံတရာဂုံတိတ်ခါရှိနိုင်မဲ့အာနာရှင်ကိုတွန်းလှန်ရမှာညများများအသုံးဝင်ကောင်းအသုံးဝင်ပါလိမ့်မယ်ဟုတ်ပေမဲ့ဘာတော့ဘာဂုံတိတ်ခါမှကုန်းကောက်စရာမရှိတဲ့ကိုစားလူစားဟွက်စားမတိုင်းကျင့်ဖိနှိပ်လောကကြီးအုပ်ရေပေါ်စီလူအခွင့်ထူးကန်စစ်တပ်ကိုတွန်းလှန်ရမှာတော့မထီရောက်ဘူးဆိုတာကိုအာလူလူကကောင်းကောင်းနားလေသဘောပေါက်သွားပါပြီဒါကြောင့် မြမလူလူကြားထဲမှာဗုဒ္ဓဆုံးမနဲ့နှီးနွယ်ပတ်သက်တဲ့ရေကံရေကံရှိစေအောင်တော့အနုနည်းနဲ့မရတော့ဘူးအကျန်းဤသုံးမှရတော့မယ်လို့အားလုံးတညီတညွတ်ထဲနားလည်လိုက်ကြပါတယ်ယခင်ကဖြစ်ရက်တွေကိုလည်းသင်္ကန်းစာရသင့်ဘလောက်ရခဲ့ပါပြီဒါကြောင့်လူလူတဦးကဦးဆောင်တဲ့နိုင်ငံကြီးအစုဖွဲ့ရဲ့လက်နက်ကင်လမ်းစဉ်မူဝါဒပေါ်မှာလူလူက ကြီးကျယ်သောငင်းချက်မတုပ်ပဲအားလုံးလက်ခံသဘောပေါက်ကြတာတွေ့ရပါတယ် ယခင်ကတော့နိုင်ငံရေးနည်းနဲ့လက်နက်ကင်ဤအပေါ်ဝိဝါဒအကွဲကောင်းဝဲခဲ့ကြလိမ့်မယ်အခုတော့အဲ့ဒီလိုမဟုတ်ပါ နိုင်ငံရေးနည်းဟာလည်းလက်နက်ကင်ဤကိုကျေစုပြု ထောက်ပံ့တယ်လို့လက်နက်ကင်ဤကလည်းနိုင်ငံရေးတိုက်ပွဲအောင်မြင်စေဖို့ကြီးစွာသောအထောက်ပံ့ပြုတယ်ဆိုတာမြန်မာလူတို့ကောင်းကောင်းသဘောပေါက်နားလည်နေပါပြီဒါကအာတာကျဲနံပါတ်၄ဖြစ်ပါတယ်နံပါတ်5 ပညာအဝင်ဝိုင်းရဲ့အာနာဖီဆန်ရေးဟာတက်ဦးကပေါ်ထွက်လာတာမြမပြည်မှာပညာတတ်အများဆုံးလို့သတ်မှတ်ရတဲ့ဆေးလောကကြာဝင်လောကကနေစတင်လိုက်တဲ့ပြည်သူအာနာဖီဆန်ရေးလှုပ်ရှားမှုမြမလူဖွဲ့စည်းနဲ့လူငယ်မျိုးဆက်သစ်ကလေးတငယ်တွေရဲ့အသိဉာဏ်နဲ့ဓာရိတခွင့်ပြုရေးရှေ့ဆောင်ပညာရေးလောက အခြေခံပညာရေးနဲ့တက္ကသိုလ်ပညာရေးစားတဲ့ပညာအဝင်းဝိုင်းအုပ်စုနှစ်ခုရဲ့ကြီးကျယ်သောအာနာရှင်စန့်ကျင်ရေး ဤသူအာနာပြည်စံရေးလှုပ်ရှားမှုစီရီအာဟာအရှိန်အုံနဲ့အာကောင်းခဲ့ပါတယ်။ဘုံဤ၎င်းအသိပညာနဲ့အတတ်ပညာကိုပူးရဲလှုပ်ဆောင်ရတဲ့မြမကုံချောင်ပို့ဆောင်ရေးရဲ့အခရာဝိရထဌာနကဝန်တန်းတွေခါလဲခုခံအားကောင်းကောင်းနဲ့အာနာပြည်စံရေးလှုပ်ရှားမှာတုံ့ခံထားတာတွေ့ရပါတယ်။နောက်ပြီးတမတော်ထဲမှာကြီးတက်တဲ့ပညာနဲ့အသိပညာပို့တာတဲ့ရေတက်နဲ့လီတက်ကတမတော်သားတွေဟာ အာနာဖီဆန်ရဲ့လှုပ်ရှားမှုမှာအများအပြားပါဝင်လာတယ်ဆိုတာကိုသိရပါတယ်။ဒါဟာမြန်မာလူ့ဖွဲ့စည်းတွင်းကပညာတတ်တွေရဲ့တကယ့်ပညာတတ်မှုကိုဖော်ပြနေတဲ့ပြယုတ်ဖြစ်ပါတယ်။ဒါတွေဟာရခင်ရခင်က မတွေ့ဘူးခဲ့သေးတဲ့မြန်မာလူလူရဲ့အတိနဲ့သတိရည်ချိန်ရဲ့အမှတ်အလက္ခဏာတွေ ဖြစ်ကြောင်း အင်ပြလိုက်ရပါတယ်ခင်ဗျာ။